မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရွှေညမင်းမိသားစုအကျိုးတော်ပါလေဗျာဒီနေ့20ရက်5လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်20ရက်5လ2025အင်္ဂါနေ့ရဲ့တနေ့ကကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာအင်္ဂါနေ့ကတော့လောက်ကန်နေမှတ်တပတ်တယ်လို့ကောင်းနေပြုလောက်ကန်တော့ကောင်းနေတယ် တို့တော့ငွေကြီးနဲ့ပတ်သက်တဲ့မှာယာယီထင်ကိုလွဲချော်နေတယ်လို့ဖြစ်တော့အလုတ်တော်ကောင်းပါရဲ့ဒါမှမဟုတ်ငွေကြီးနဲ့ပတ်သက်တဲ့ယာယီထင်ကိုလွဲချော်နေလို့အလုတ်ထဲမှာတိတ်ပြီးအာရုံမရတယ်လို့ခံစားရပါတယ်ဗျာဒါကြောင့်အိုးရင်လောကနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကိုအားလုံးတို့ဒီအဆင်ပြေခြင်းနဲ့ဆိုရင်ယာဥတော်အနောက်မြောက်တော်ကိုလှည့် နော်မိမိရဲ့နေရနေရကလေးကိုလက်ကလေးနဲ့ဆွဲဆွဲပြီးမှဆူတော့နေရကိုဆွဲတယ်ဆိုတာအမားရှိတဲ့လူအမားတွေကျူးလို့နေလူနေရဆွဲတယ်လို့ဆိုတယ်။အိုးရင်လောက်ကိုင်းနေပတ်တဲ့အမားတွေကျူးလို့မှကြတော့မိမိရဲ့နေရကလေးကိုဆွဲဆွဲပြီးမှဆူတော့အတင်နေရကလေးရဲ့ကျွန်တော်လောက်ကိုင်းမကောင်းဘူးဗျာလောက်ကိုင်းနေပတ်တဲ့အရှင်ပြေခြင်းနဲ့ကျွန်တော်အိမ်ကြီးဆောက်ခြင်းနဲ့အဲကျွန်တော်နိုင်ငံသားတွေသွားခြင်းနဲ့အလုံးမှာလောက်ခေါ်တာလေးတွေမလာသေးဘူး။အဲ့ဒီကိစ္စလေးနဲ့ပတ်သက်တဲ့ကြံ့ကြံ့နေတဲ့ကိစ္စတွေအဆင်ပြေအောင်အတင်းနေရကလေးကကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်း ရာဦးတော့အနောက်မြောက်တောင်းလှဲ့မိမိရဲ့နေရွက်ကလေးကိုဆွဲဆွဲပြီးမှဆူတောင်းမယ်ဆိုအိုးရေလောက်ကံများအများဆုံးပွင့်မှာဖြစ်ပါတယ်ဗျာဒါကြောင့်25လ2025အင်္ဂါနေ့မှာဖြစ်အိုးရေလောက်ကံပွင့်လန်းလို့တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီရာဦးတောင်းအနောက်မြောက်တောင်းလှဲ့မိမိရဲ့နေရွက်ကလေးကိုဆွဲပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေအိုးရေလောက်ကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါတယ်ဗျာမှန်ပြီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာယာယီထင်ကိုလွဲချော်နေတတ်တယ် လွဲကျော်နေတဲ့ပုံပွေတွေအာလုံးတဲ့ကျင်နေဆိုရင် တော့အခမတောင်ဗုဒ္ဓတောင်ရကိုလက်ရေလေးတောက်ပြီးမှဆူတောင်မျက်နှာလေးတက်ပြီးမှဆူတောင်မျက်နှာလေးတက်မလားရေလေးတောက်မလားတခုခုလုံးအလုလုံးမဲ့ဆိုလို့ရှိရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများဒီနေ့အဲဆူတောင်ပြီးတဲ့အချိန်ရေတောက်ပြီးတဲ့အချိန်နဲ့နှစ်နာရီအတွင်းဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့တောကဖြစ်တဲ့ပုံကိုအားလုံးတို့ဒီဗုဒ္ဓတောင်ရကိုလက်မျက်နှာလေးကိုတက်မလားဒါမှမဟုတ်လို့ရှိရင်တော့ ရေလေးကိုတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကံများအများဆုံးပွင့်လန်းပြီဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ရှိတယ်ဒီချိန်မှာစိတ်နဲ့ပတ်သက်တဲ့မှာနှစ်ခုနှစ်ခါဖြစ်တတ်တယ်စိတ်ကဒါလို့ရမလားလုံးရင်ကောင်းမှာမလားအလုပ်ပါဖြစ်ပါမလားငွေမှအဆင်ပြေပါမလားဆိုပြီးစိတ်ထဲမှာတခုခုကိုစနိုးစနောင်ဖြစ်ပြီးတော့စိတ်နှခွားဖြစ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်နှခွားဖြစ်နေတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီစနေတော့အနောက်တောင်တောင်ကိုလှည့်တေးရပေးရတေးရကလေးတေးရကိုကိုင်းပြီးတော့ဆူတောင်း အဲအတင်သေးရကလေးရကျွန်တော်လေးစိတ်တင်ညင်နေတယ်ကျွန်တော်စိတ်တွေကကျွန်တော်ဘယ်ဟုတ်သွားချင်တာသွားရင်အဆင်ပြေပါမလားဒါလေးကိုလှုပ်ချင်တာအဆင်ပြေပါမလားဒီပတ်တန်လေးရရပါမလားအဆင်ပြေပါမလားစိတ်တရားဒုရတွေဖြစ်နေတယ်ဗျာဒါကြောင့်ဒုရတွေဖြစ်နေတဲ့ကိစ္စလေးအဆင်ပြေအောင်အသေးရင်သေးရကလေးကကိုကြီးစောင့်ရှောက်ပါဆိုတဲ့အကြောင်းသေးရကလေးကိုကိုင်းစနေတော့အနောက်တောင်တောင်လှည့်ပြီးတော့စုတောင်းမယ်ဆိုလို့ရှိရင်အသင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်စုတောင်းပြီးတဲ့အချိန်ရဲ့ကျွန်တော်တို့ဆိုရင်60စက္ကန့်6မိနစ်မိနစ်60 လောက်တွင်အဆင်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်စိတ်ထဲမှာတကူးကူးနဲ့ပတ်သက်တဲ့အလိုမကျတဲ့ပုံကူအားလုံးတို့စီစနေတောင်နောက်တောင်လောက်လက်တေးပင်ရသေးရဲ့ကလေးကိုခုပြီးမှကိုင်းပြီးတော့ဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအနန္တရာသီခံစားမှာဖြစ်ပါတယ်ဗျာနောအရာလေးရှိတယ်နောက်ကိုနဲ့နိနေသက်တဲ့တဲ့လူယောက်ျားကိုရဒေသမှုတော့တခြားအရာဒေသကိုကိုရင်ကိုစီမိသားစုမှာလောက်ကိုင်းနေမလို့ချင်းမှုလူယောက်ျားတွေဓာတ်ပြက်နေတဲ့ဝါတာတာဖြစ်တဲ့ ကိုနေတဲ့နေအိမ်မနေရမှာအိမ်မနေဘူးပြင်ထွက်တယ်အလုပ်တဲ့ကြီးရမှာအလုပ်ကမလုပ်ဘူးဒီချိန်မှာအလုပ်လို့ရင်အလုပ်ကောင်းမယ်ပတ်ဆက်ရမယ်အိမ်မှာမနေတဲ့အတွက်အိမ်မှာအဆင်မပြေဘူးအဲ့လိုဖြစ်တဲ့ကာလပဲလူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတဲ့လူယောက်ျားတွေအဆင်ပြေအောင်တင်းလာအရှိအရာကိုလက်မိမိရဲ့အိမ်ကြီးလေးကိုမိမိအသုံးပြုလို့တဲ့ဆူတောင်းလို့တဲ့လူတယောက်ရဲ့အိမ်ကြီးလေးကိုကိုင်းကိုင်းပြီးမှဆူတော့ဓမ္မမောင်ရဲ့အိမ်ကြီးလေးကိုဖွှတ်ချော်ပြီးမှဆူတော့ အသင်အင်းကြီးလေးရဲ့သူကလုံးမလုပ်ဘူးအလုပ်လုပ်မှဖြစ်မှာအာသူကရွှေလေးပေါင်းထားတာ ပေါင်းထားလေရွှေလေးပြန်ယူမှဖြစ်မှာပိုင်းရွှေလေးကိုပြန်ယူတဲ့နေနဲ့အခွင့်အလမ်းတွေပေါ်ငွေကြီးတွေအစင်ပြောင်းကူညီမှဖြစ်မှာအဲရွှေလေးတွေနဲ့ပတ်သက်တာအစင်ပြောင်းအလူလေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်ပြေးခြင်းနဲ့နော်အရာလေးတွေလှုပ်ခြင်းနဲ့လူယောက်ျားတွေတက်ပြက်နေတဲ့ရက်တီတောက်တဲ့အပြင်ထွက်တဲ့ရက်တီတောက်တာမတောက်သေးခြင်းမူအပြင်ကိုမထွက်သေးခြင်းမူပေါင်းထားတဲ့ရွှေလေးပြန်ယူခြင်းနဲ့ အကျမရွှေလေးလဲအစ်စ်ကလေးတွေဝဲပြီးလို့ရှိရင်အလူလေးလှုပ်ချင်တာအဲ့ဒီခွန်းလန်းနေပေါ်အောင်အတင်းအာလူကြော်လေးကကူညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိရက်ကိုလက်အာလူကြော်လေးစားပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စနော်အဲ့ဒါလေးအလူလေးနဲ့ပတ်သက်တဲ့ကိစ္စပေါင်းထားတဲ့ရွှေများအရွှေလေးတွေအစ်စ်လူချင်းလို့ရှိရင်တော့တင်းလာအရှိရက်ကိုလက်ပြီးအာလူကြော်လေးစားပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းနဲ့မှာပိတ်ဆို့နေတဲ့ရွှေကံများနော်အဲ့ဒါမှလူယောက်ျားနဲ့ပတ်သက်တဲ့ကံများအလူနဲ့ပတ်သက်တဲ့ ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဟာနော်ကိုနဲ့နိနဲ့စက်တဲ့မင်းအုတ်ချုပ်တဲ့မင်းမင်းနေနဲ့ပတ်သက်တဲ့ကိစ္စတော့ဒီချိန်မှာယာယီရက်တန်နေတယ်လို့ဖြစ်တတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲ့တဲ့နာကျင်ကြက်ခဲမှုနဲ့ပတ်သက်တဲ့ယောဂဝိဒနာနေခံစားရတဲ့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ယာယီစိတ်မသက်မသာမှုတွေခံစားနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်အမင်းဒီမှာငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲ့တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ဖောင်းကြွမှုတွေဖြစ်တဲ့ ငွေကြီးနဲ့ပတ်သက်တဲ့လိမ်နေမှုတွေရှိတယ်။ဥယျာဉ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုတိုင်းတစ်ခုတိုင်းမှာသူ့ဘက်ကိုယ့်ဘက်မှာပြဿနာတွေပေါ်ပေါက်နေတဲ့ကာလမျိုးဖြစ်ပြီးတော့အတွင်းသီးတွေပြက်နေတာဖြစ်ပါတယ်။မင်းနေဓာတ်ပြက်နေတာလို့ဆိုပါတယ်ဗျာ။ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ဓာတ်ပြက်တဲ့မင်းနေအားလုံးတို့ဒီကြာသပတေးအနောက်ရက်ကိုလှည့်ပြီးတော့လက်နေဓာမီလေးနဲ့ထိုးထိုးပြီးမှဆူတော့အတင်လေးနဲ့ဓာမီလေးရေမှောင်တဲ့နေရာမှာထိုးအောင်အလင်းကြီးမှာထိုးလို့မရအောင်မှောင်လေမိထိုးလို့ကောင်းနေပါဗျာ။အခန်းထဲဆိုမိပိတ်မှောင်ထား ကြာသာပတိအနောက်ရကိုလည်းပြီးမီလီထုပ်ပြမြဆူတော့ငါကျွန်တော်တို့မင်းနေရတော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်လို့အဆင်မပြေဘူးငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးတယောက်နဲ့တယောက်အဆင်မပြေဘူးဗျာဓာတ်တွေပြက်နေတာအဲ့ပြက်နေတဲ့ဓာတ်တွေအများဆုံးအဆင်ပြေအောင်အနောက်ရမှာရှိတဲ့မင်းမင်းရဲ့တကူကမိပါဒါကြောင့်မီလီတွေထုံညီချင်းအပြည့်တကူတွေတက်လာပြီးပြောသူများဆိုသူများလှုပ်သူများအကင်သူများအဆင်ပြေအောင်အဲ့ဒီမီလီယာကူညီစောင့်ရှောက်တော်မူပါဆိုတဲ့ကြောင့်လက်နေဒါမီလီကိုကြာသာပတိအနောက်ရက်ကိုမီလီထိုးထိုးပြီးတော့ဆူတောင်းမယ်ဆိုရင် မင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ဖြစ်ပေါ်တဲ့အပြောင်းအလဲရာထူးတိုးနဲ့ပတ်သက်တဲ့ဖြစ်ပေါ်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများအများဆုံးဝေးကွာသွားမှာဖြစ်ပါတယ်ဗျာကိုသွားတဲ့ခီးကိုပြောတဲ့စကားအမှန်သွားခြင်းတလူသွားခွင့်ပြောခြင်းတလူပြောခွင့်မရှိပါဘူးဗျာအကြောင်းသွားခြင်းတလူသွားခွင့်ပြောခြင်းတလူပြောခွင့်ရှိခြင်းတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီဗုဒ္ဓတောင်ရကိုလည်းမျက်နာလေးတင်မလားရေလေးတောင်းမလားခမရသွားတော့ခီးများအစဉ်ပြေမဲ့ပြောသောစကားများအောင်မြင်ကြကြမယ် အဲသွားတဲ့ခီးဒီအနေကင်းပြီးရှိရင်ပြီးတော့ပြောတဲ့စကားတွေအောင်မြင်ကြကြားကြည့်နေဆိုရင်တော့ဗုဒ္ဓတောင်ရက်ကိုလက်ရေးလေးတောက်ပြီးမှဆူတောင်းမယ်မျက်နှာလေးတိပ်ပြီးမှဆူတောင်းမယ်ဆိုရင်လွဲချော်နေတဲ့ခီးဒီကများအများဆုံးတက်မှသွားမှာဖြစ်ပါတယ်ကိုနေနီနဲ့ဇက်တဲ့အစုအဖွဲ့အုပ်စု အကူအညီပေးတဲ့လူဟာတပိုင်းပြဿနာရှာတဲ့လူဟာတပိုင်းငွေကြီးထောက်ပံ့တဲ့လူကတပိုင်းငွေကြီးကိုအသုံးလွှဲမသွားအသုံးပြုတဲ့လူကတပိုင်းဖြစ်တယ်ဗျာအလူတယောက်ကိုကူညီတဲ့အဲ့လူကသုံးအမယ်နေရာလေးမသုံးမှုဗျာအရက်တွေတောက်ပလိုက်တယ် မလိုအပ်တာတွေတုံးပလိုက်တယ်အဲ့ဒါမျိုးတွေကြုံတွေ့ရတဲ့ကာလမျိုးဖြစ်ပြီးငွေကြီးနဲ့ပတ်သက်ရာယာယီလွဲချုံမှုအကူအညီပေးတဲ့လူအားတိုင်းပြဿနာရှာတဲ့လူအားတိုင်းဖြစ်ပါတယ်ပြည်နယ်တွေအားကောင်းပြီးတော့တိုင်းနယ်အားမကောင်းမှုတိုင်းနယ်အားကောင်းတဲ့ခါမှာနေပြီးတော့အားမကောင်းမှုနေပြီးတော့အားကောင်းတဲ့ခါမှာနိုင်ငံနဲ့ပတ်သက်လို့အားမကောင်းတာဖြစ်နေဖြစ်ပေါ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ရိုးရာတွေပုံမှန်ဒုရာကျော်မှာဖြစ်ပါတယ်ဗျာအမှုကင်းပြဿနာများဝေးကွာခြင်းနဲ့ငွေကြီးများထူလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်းခြင်းနဲ့ ကိုအချင်းချင်းချစ်ခင်မြတ်နိုးမှုတွေဖြစ်ပေါ်ခြင်းနဲ့ဆိုရင်တော့ကြာသာပရိအနောက်ရာကိုလဲပြီးရေးလေးတောင်းမလားမျက်နှာလေးတက်မလားအဲ့ဒီလိုတက်မယ်ရေးလေးတောင်းမယ်မျက်နှာလေးတက်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောထီကံများအမရိုးအဖော်လို့ဒိုးအကျော်ပြီးမှုခင်းပြဿနာများဝေးကွာပြီးတော့ရွှေတွဲလဲငွေတွဲလဲလဲလူနန်းတန်းတဲ့မျိုးတွေဖြစ်ပါဖြစ်ပါတယ်ကျွန်တော်တို့25လ2025အင်္ဂါနေ့မှာဖြစ်တော့ငွေကြီးနဲ့ပတ်သက်လို့လူကြရင် ပုံထူတောင်ရက်ကိုလည်းရေးလေးတောက်ပြီးမှသူတောင်မလားမျက်နှာလေးတက်မလားလွဲချုံနေတဲ့ခီးစကားတွေနဲ့ပါတည်တဲ့ချင်းရေးလေးတောက်မလားမျက်နှာလေးတက်မလားဒီတွေပေါက်ချင်တဲ့ပြဿနာတွေကင်းနေတယ်ဆိုရင်တော့အနောက်ရက်ကိုလည်းရေးလေးတောက်မလားမျက်နှာလေးတက်ပြီးမှသူတောင်ချင်းအပြင်တင်းတော့မှပိတ်ဆိုနေတော့ကံမြအများဆုံးပွက်မှန်းပါသေးကြောင်းလေးလေးစားစားပြညာမီမိသားစုကိုသာဆရာညင်းမြန်မာပြည်မှ25လ2025တနေ့တာကညီမများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာညင်းမြန်မာပြည်ပါဗျာ